တနာရတာလွယ်တယ်မူတီတာပွားရခက်တယ်ဆိုတဲ့အကြောင်းလာပြောချင်တော့ကောနော်ဒီနေ့ကတော့ကျမအမအကြောင်းလာပြောမှာပေါ့နော်အဲကျမရဲ့အမျိုးတွေလည်းလန့်လန့်နေမှာအင်းတွင်းရေတွေလာလာထုတ်ပြောနေတယ်ဆိုတာမျိုးပေါ့နော်ဒါပေမဲ့ကျမကဥပမာအနေနဲ့ကျမလာပြောချင်ဖြစ်ပါတယ်နော်ကျမတို့မနမထဲမှာပေါ့နော်ဒီကျမရဲ့အထက်ကတော့တူနည်းနည်းလေးအိမ်ဟောင်ရေးကန်ကောင်းတယ်လို့ပြောမှာပေါ့နော်သူ့ထက်ငယ်တဲ့လူကိုသူယူထားတယ်ဆိုပေမဲ့သူကအိမ်ထဲမှာအကြီးဖြစ်နေတဲ့အခါမှာဘာပဲပြောပြောသူကန်ကောင်းတယ်လို့တော့ပြောရတယ်ပေါ့နော် လူတွေကနော်မကောင်းတော့လဲမကောင်းလို့ကောင်းတော့လဲအခွင့်ရေးယူခြင်းနဲ့ဆိုတဲ့ပုံစံမျိုးတော့ဖြစ်တာပေါ့နော်။သူတို့ကဝန်ထမ်းတွေရောက်ရှိတယ်။ကို့အိမ်မှာပေါ့နော်အဆင်ပြေသလိုစားစားလို့ရတယ်နော်။အနေဆာဆိုရင်လည်းတစ်ခါတလေမှပြင်တယ်။အများစုကတော့အပြင်မှာဝယ်စားတာမျိုးပေါ့နော်။ဥပမာသူတို့မိသားစုအတွက်ကပနှစ်ပွဲပြီးရင်သူတို့ဝန်ထမ်းတွေရောက်ဆိုရင်နှစ်ပွဲစား။နေ့လေဆိုရင်လည်းတစ်ခါတလေမှပဲချက်တာ။အပြင်ကိုဝယ်စားတာများတယ်ပေါ့နော်။ တနေ့တနေ့သူ့ကြည့်လိုက်ပြီဆိုရင်ဖုန်းလေးသုံးလိုက်အဲကလေးထိန်လိုက်နေပဲပေါ့နော်ဘာမှလည်းမမေ့ရသူမလုပ်တာမျိုးသားကတနေ့ကအလုတ်လုတ်တယ်နော်ပြီးညနေဆိုအလုတ်သိမ့်ပြီဆိုရင်သူ့မီတာစုပေါ့နော်ပေါ်ပြီးတော့အပြင်အဲမုံထွက်ဝဲတာမျိုးတွေခက်မျိုးမြဲတမ်းလုတ်ပေးတယ်သူ့မျိုးသားသူ့အပေါ်ကောင်းတဲ့လောက်သူတကယ်ဆိုရင်စီးတဲ့ရေးဆဲတဲ့ကတင်းဆိုတာမျိုးတွေရှစ်တင့်တယ်ကွာဒါမှမသူကအဲ့လိုမျိုးမဟုတ်ပေါ့နော်သူ့ပေါ်အရန်ကောင်းအောင်ဒီလိုမျိုးကောင်းတဲ့လူလည်းရှိတာပါလားဆိုတာတော့မြင်မိရပေါ့နော်ကျမအမကလေဘာမှတာမလုပ်တာခါနေဟိုဟာဖြစ်လိုက်ဒီဟာဖြစ်လိုက်ပေါ့နော်သူအဲ့လိုမျိုးတွေဖြစ်တယ် ဲ့ခါကျတော့လေသူအမျိုးသားပတ်စံလဲရှာရတယ်ပြီးရင်သူ့ကိုလည်းပြူစုရတယ်ပေါ့နော်ကဲဆက်လန်းစပြီနော်တနာတာကလွယ်တယ်မူတီတာထားရတာခတ်တယ်ဆိုတာကိုပြောချင်တာပေါ့နော်ပြီးတော့ကျမအမကသူကတလူမျိုးနေတယ်ဆိုတာကဒါသူ့ရဲ့ကုတုမဖြူဖြူကြော်တင်းပြောတလူမျိုးပဲပေါ့နော်လူဆိုတာကကိုကုတုနဲ့ကိုလာကြတယ်ကိုအကုတုနဲ့ကိုသွားကြတယ်ဆိုတဲ့စကားအတိုင်းပဲ မတို့ကကိုကုတိုနဲ့ကိုလာကြတယ်ဆိုပေမဲ့ကုတိုအထုတ်ထည့်ခြင်းကမတူဘူးပေါ့နော်တချို့ကကုတိုជីជីမမနဲ့လူပွားထဲရောက်လာတဲ့သူတွေလည်းရှိသလို ကုတိုနည်းနည်းပါးပါးနဲ့ရောက်လာတဲ့တူတွေလည်းရှိရပေါ့နော်အဲ့ဒါဆိုကို့အမကတလိုမျိုးနေရတယ်ဆိုတာကကိုဥတီတာဘွားနိုင်ရမယ်ကိုအခုလိုမျိုးပေါ့ line ပေါ်မှာဟိုတတင်းတွေတက်လာလိုက်ကျမတို့ကအဝန်ဆဲလိုက်ဝန်ပြောလိုက်ပေါ့နော်ဝန်ဝေဖန်လိုက်ဝန်ခံစားလိုက်ဆိုတာမျိုးတွေကျမတို့လုပ်တယ်လို့မျိုးပဲပေါ့နော်ကျမလည်းမြင်နေတွေ့နေမြင်နေတဲ့အခါမှာဝန်ပြီးတော့အကုတိုယူမိတယ်လို့မျိုးဖြစ်သွားပေါ့နော်တကယ်ရောက်ကအိမ်ထောင်ရေးအဆင်မပြေတဲ့အခါမှာဆိုကျမတို့အရင်တနာတယ်တကယ်တမ်းကို့အမကတလိုမျိုးပေါ့နော်အဲသူ့ရောက်ကြကသူ့အပေါ်မှာကောင်းနေတာကို ကိုရဲ့အမပဲဖြစ်ဖြစ်ကိုရဲ့ယောက်မပဲဖြစ်ဖြစ်အဲ့လိုမျိုးဘဝကိုကိုရောက်စေချင်တာပဲတကယ်တမ်းရောက်နေတဲ့အမကြတော့ဘာဖြစ်သွားလဲဆိုတော့ဟွန်းကိုရင်းဆိုတနေ့တနေ့ပြေးသွားလှုပ်ရှားနေတာသူဆိုဘာလုံးမလဲမလုပ်ဘူးသူယောက်ျားကြီးပဲလှုပ်နေတာအဲ့လိုက်လဲသူကြီးပဲဖြစ်နေဟိုဖြစ်လိုက်ဒီဖြစ်လိုက်နဲ့ပတ်စံလဲရှားရတယ်သူလည်းပြူးစုရတယ်ပေါ့နော်အမ်ကိုကိုပိုလွန်းတယ်အမကဆိုတာမျိုးပေါ့နော်ကိုရဲ့အမကိုကိုအဲ့လိုမျိုးဝေဖန်မိတယ်ကွာနောက်တော့ဒီမှာ ဝတ်လေချင်တဲ့အခါမှာအကြောင်းဆိုတာဖန်လာပေးတယ်နော်နောက်တော့ကျမကဒီမတ်လေးကိုပြန်လာရတဲ့အချိန်မှာပေါ့နော်အဲကျမတို့ကဆိုင်ဖွင့်ထားတယ်အချိန်မှာကျမတို့ဝန်ထမ်းရှိရပေါ့နော်အလုပ်တွေကတိတ်လုတ်ဆရာမရှိကွာဒါပေမဲ့လူကပါဖြစ်နေလဲဆိုရင်လေဒီတနေ့ကျမအစိုးရတွေထားပြီးတော့လေအဲရှိရှိတမညအလုပ်တွေတကုတ်တယောက်တည်းတင်းကျုံပြီးလုတ်ရတဲ့ပုံစံမျိုးဖြစ်သွားတယ် အမြဲတမ်းနှုံးပင်ပန်းပြီးတော့နေနှုံချိနေရပေါ့နော်အခြေကုံလက်ပန်းကျတဲ့ပုံစံမျိုးအမြဲတမ်းဖြစ်နေပေါ့နော်ကျမပါကြောင့်အဲ့လိုမျိုးဖြစ်မှလဲကျမကိုကျမမသိဘူးအဲ့ခါကျတော့ဝန်ထမ်းတွေတချို့ဝန်ထမ်းတွေဆိုကျမတို့တော့မှညူဆူချင်းနေကွာဘာအလုပ်မှလည်းလောက်တာလည်းမဟုတ်ဘူးပြီသူတို့တွေကြီးပဲလောက်တယ်မနဲ့အစောလေးသူတို့ထားတယ်သေးတယ်ကြောတယ်ကွာသူတို့အလုပ်တွေတိုင်ခံလုပ်နေတာအာကျမကြီးပဲလာပြီးတော့ဟိုဖြစ်လိုက်ဖြစ်လိုက်ဖြစ်နေတဲ့အခါမှာပေါ့နော်ထားလိုက်ကိုကဖြားတယ်ဆိုရင်လည်း အဲဖျားတယ်ဆိုတဲ့အကြောင်းပြချက်ကရှုံးမှာကွာအခုဟာကဖျားလားဆိုတော့လည်းမဖျားဘူးပါဖြစ်တာလဲဆိုလည်းမမယ်ရရလည်းမဖြစ်ဘူးတာခန်စားလိုက်ရတဲ့အဲ့တလောကပေါ့နော်အခုဆိုရင်လည်း line ပေါ်မှာဟိုပွဲတက်လာလိုက်ဒီပွဲတက်လာလိုက်ကျမတို့ကအဲ့ဒီပွဲတွေကိုကြည့်ရင်ကြည့်နေကျမတို့နေ့နာတဲ့ဒီဖက်ကိုကျမတို့တနာတယ်အဲတခါလေကြရင်အင်းကောင်းသွားတဲ့အရာတွေကိုကျမတို့မှုတိတာမပွားနိုင်တာကအလောက်ထိပြတနာမဟုတ်ဘူးဆိုပေမဲ့တခါတလေမှာမှုတိတာမပွားရင်းနဲ့ကျမတို့ကအကုတူတွေဝင်ယူမိတတ်တယ်ပေါ့နော် အဲ့လိုမျိုးဝင်ယူမိတတ်တဲ့အခါမှာတေးချတဲ့ကိုယူလိုက်တဲ့အကုတူကတော့ကိုကိုလာပြီးတော့အကျိုးပြုတဲ့အခါမှာဟောကိုဝတ်လိုက်တယ်ဆိုတဲ့ပုံစံမျိုးကိုကျမတို့ပြန်ပေးဆက်ရတတ်တယ်ပေါ့နော်ဒီနေ့ကတော့တလပါပဲနောက်ရက်ထပ်ဆက်ကြမယ်နော်